မထင်တာနှစ်ရက်လားသုံးရက်မြောက်လားအဲ့လောက်မှစပြီးတော့ effect စပြလာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ညီမတို့ကြတော့အဲညဘက်မှာရိုက်ရတာဆိုပေမဲ့လည်း makeup ကကြိုလိမ့်ထားရတာဖြစ်တဲ့အတွက်ကြောင့်အစိုးရလိမ့်ထားရတယ်နှစ်ရက်သုံးရက်မြောက်လောက်ကြတဲ့အခါမှာအဲ silicone ကတ်ထားတဲ့နေရာတွေကပေါ့နော်စပြီးတော့ရှားလာတယ်ဆက်လာတယ်အဲ့တော့ကြတော့သုံးရက်မြောက်လောက်ရက်ကြတော့ညီမဟန်မဆောင်နိုင်တော့ ကမာလီကဟန်ဆောင်တာအဲ့ညမတော်တော့ဘူးပေါ့နော်နည်းနည်းလေးဒရိုက်တာကိုနည်းနည်းကစီကကြောင်ကြလာပြီပေါ့နော်အဓိကပြဿနာကဘာဖြစ်သွားလဲဆိုညီမတို့ဆီလီကွန်ကအမြဲတမ်းကတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်ဆီလီကွန်အောက်တွေမှာအသားတွေကလောင်သွားတာပေါ့နော်အသားလောင်သွားတယ်ပြီးသွားလို့ရှိရင်အဲနီးဆက်နီးဆက်နဲ့အနီးကွက်တွေအများကြီးဖြစ်သွားတာပေါ့နော်အခုချိန်ကြီးအောင်ညီမအသား fully recover မဖြစ်သေးဘူးအဲ့ဒါလေးလည်း vlog တင်ပေးသွားမှာပါကိုဘယ်တော့ပေးဆက်ထားရတယ်ပေါ့နော်နည်းနည်းလေး drama လေးချိုးအောင်ပဲအဲ့ဒါလေးလည်းဒီနှစ်ခါပြန်ပေးခြင်းတောက်တည်တယ်မပါပါမင်းက ာသူဒီကလုံးပဲကောင်းဝါခေါ်စမ်းဘယ်နဲ့စင်ဘယ်နဲ့စင်ပါရဲပေါ့နော်အဲလုံနိုင်လားဆိုပြီးမေးတဲ့အချိန်မှာညီမအနေနဲ့ SFH လေးရမယ်ဆိုတဲ့အချက်ကတော့နည်းနည်းလေးတော့ပြန်တွေးရတယ်ဘာလို့လဲဆိုတော့ညီမတို့ကမိတ်ကလေးဖြစ်တယ်အသားကြီးကပျက်စီးသွားရင်ညီမတို့တို့ကကြတော့အလို့ ပြန်ကူရတဲ့အာ duration ကပေါ့နော်ပြန်စဉ်းစားရတာဖြစ်တယ်ကြာ asset base heavy ဖြစ်တယ်ဆိုတော့ကိုရောကတော့ sorry ကိုလည်းပြောထားတယ်ရိုက်မဲ့ driver လည်းကိုတီးဖြစ်တယ်အာညီမအဲ့တော့ညမင်္ဂလာအရန်ကြိုက်တယ်ညမင်ညမင်္ဂလာအရန်ကြိုက်တော့အာ driver ကိုတီးရိုက်တာလည်းဖြစ်တယ်ဆိုတော့ကို try ကြည့်နေတယ်ပေါ့နော်ဒီလိုအခွင့်အရေးမျိုးဆိုတာနှခါမရဘူးလေနော်ပထမဆုံးယုံကြည်ပါလေဖြစ်တယ် ပန်ဒိုရာရုပ်ရှင်ဇာတ်ကားကြီးမှာညီမကတော့အဗိုက်ကြီးတဲ့တရေမှာပေါ့နော်မိနေတဲ့တရေနေရာနေပြီးတော့ပါဝင်ထားပါတယ်ကိုနေဝင်းကရိုက်တာနဲ့မောင်မီမီမိုကရိုက်တာနှစ်ခုကြားမှာဝင်းနှောက်ရှက်တဲ့တရေပေါ့နော်အဲ့နေရာလေးကနေပါဝင်ထားပါတယ်ရှင်အဇက်ကားကတော့ပေါ့နော်အဆက်ဆက်ကြီးညီမကိုအကျွန်တော်တို့ဒီဘိုဘိုအန်တာတိန်မန့်ပေါ့နော်ဘိုဘိုအန်တာတိန်မန့်ကရှူတီမန်နေဂျာနေပြီးတော့အရေးဆုံးဖုန်းဆက်လာတယ်ညီမလေးအဟုတ်ကဲ့ကိုမင်းအညီမလေးပေါ့နော် အာဒီ character လေးတစ်ခုရှိတယ်အာ SF base တော့လေးရမယ် heavy ဖြစ်တယ်ပေါ့နော်လုံနိုင်လားဆိုပြီးမေးတယ်ပေါ့အဲ့ချိန်မှာသူဘယ်နှစင်းဘယ်နှစင်းပါတယ်ပေါ့နော်အဲလုံနိုင်လားဆိုပြီးမေးတဲ့ချိန်မှာညီမအနေနဲ့ SF base လေးရမယ်ဆိုတဲ့အချက်ကတော့နည်းနည်းလေးတော့ပြန်တွေးရတယ်ပေါ့လို့ဆိုတော့ညီမတို့ကမိတ်ကလေးဖြစ်တယ်အသားကြီးကပျက်စီးသွားရင်ညီမတို့တို့ကကြတော့အလိုပြန်ကူရတဲ့ duration ကပေါ့နော်ပြန်စဉ်းစားရတာဖြစ်တယ်ဆိုတော့ SF base heavy ဖြစ်တယ်ဆိုတော့ကိုရောကတော့အစိုးရကပြောထားတယ် အဲ့တော့ပြန်စင်းစားရယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်ကာလမှာကအဲရိုက်မက်ဒရိုက်တာလည်းကိုတီဖြစ်တယ်အာညီမအဲ့တော့ညမင်္ဂလာအရန်ကြိုက်တယ်ညမင်ညမင်္ဂလာအရန်ကြိုက်တော့အဲဒရိုက်တာကိုတီရိုက်တာလည်းဖြစ်တယ်ဆိုတော့ကို try ကြည့်ချင်တယ်ပေါ့နော်ဒီလိုအခွင့်အရေးမျိုးဆိုတာနှခါမရဘူးလေနော်ပထမဆုံးယုံကြည်ကားလည်းဖြစ်တယ်အာဆိုတော့အရန်ဟိုကိုကိုတိုင်းကလည်းဒါငါပါဝင်ချင်တယ်ဆိုတော့စိတ်က100%ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလက်ခံလိုက်တာပါရှင်ဟုတ်ဒီနှခါပြန်ပေးတယ်တော့ကြည့်လေမပါပါဘေးရလေမိမိသားစုအိကလုံးပဲကော က်လိန်းတာတော့တကယ်ကတော့ပေါ့နော်ညီမတို့စုပေါင်းညီမစင်6ရက်လား9ရက်လားမသိဝင်လိုက်ရတယ်ပေါ့နော်အဲ့ဝင်လိုက်ရတဲ့ကာလအတွင်းမှာအဲ့ဝင်လိုက်အဲ့ဝင်လိုက်ရတဲ့ကာလအတွင်းမှာပေါ့နော်အဲညီမတို့က2ရက်လား3ရက်မြောက်လားအဲ့လောက်မှစပြီးတော့ effect စပြလာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ ညီမတို့ကြတော့အဲညဘက်မှာရိုက်ရတာဆိုပေမဲ့လည်းမိကကကြိုလိမ့်ထားရတာဖြစ်တဲ့အတွက်ကြောင့်အစိုးရလိမ့်ထားရတယ်။နှစ်ရက်သုံးရက်မြောက်လောက်ကြာတဲ့အခါမှာအဲစီလီကွန်ကတ်ထားတဲ့နေရာတွေရပါဘောနော်ဆပြီးတော့ရားလာတယ်ဆက်လာတယ်။အဲတော့ကြတော့သုံးရက်မြောက်လောက်ရကြအောင်ညီမဟန်မဆောင်နိုင်တော့ကမလေးကဟန်ဆောင်နိုင်အညာမတော်တော့ဘူးဘောနော်နည်းနည်းလေးဒရိုက်တာကိုနည်းနည်းကစီကချောင်ကြာလာပြီဘောနော်။ကိုရေညီမတို့မျက်နှာလေးတွေဆက်လာပြီအဲလိုပြောကြတော့အကိုတို့ကလည်းတရားညှိပေးပါတယ်အကိုတို့ရောဒါ protection ဘက်ကရော shooting manager တွေရောအကုန်ညှိပေးကြတယ်အဲ့တော့အဲနောက်ရက်တွေရောက်တဲ့အခါမှာ တော့ရှိုက်ခန့်ကြီးအာကာလာလေးတွေပါပါပေါ့နော်မိတ်ကပ်ကိုလိမ့်ပေးအဲ့တော့နည်းနည်းတော့တက်တာတယ်ဒါပေမဲ့အဓိကပြဿနာကဘာဖြစ်သွားလဲဆိုတော့ညီမတို့ဆီလီကွန်ကအမြဲတမ်းကတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်ဆီလီကွန်အောက်တွေမှာအသားတွေကလောင်သွားတာပေါ့နော်အသားလောင်သွားတယ်ပြီးသွားလို့ရှိရင်အဲနီးဆက်နီးဆက်နဲ့အနီးကွက်တွေအများကြီးဖြစ်သွားတာပေါ့နော်အခုချိန်ကြီးအောင်ညီမအသား fully recover မဖြစ်သေးဘူးအဲ့ဒါလေးလည်း vlog တင်ပေးသွားမှာပါကိုဘယ်တော့ပေးဆက်ထားရဲပေါ့နော်နည်းနည်းလေး drama လေးချိုးအောင်ပဲအဲ့ဒါလေးလည်း aesthetic clinic တွေသွားညီမက တောက်ထောက်လျှောက်တစ်ခါမှ aesthetic ကလေးနေမသွားဘူးပေါ့နော် ဘာလို့လဲဆိုတော့ညီမတို့ကကြမျိုးရိုးလိုက်အမေတို့ဘက်ကမျိုးရိုးလိုက်ကအာမျက်နှာအလိုဝက်ချန်နေပါတယ်အခုတွေပါတယ်မထွက်တတ်ဘူးမထွက်တတ်တော့ skin ကအဲ့ဒါနဲ့ပတ်သက်ရေးစိတ်ချရတော့မသွားပြစ်ဘူးမသွားပြစ်ပင်မဲ့အာဒီကိစ္စမှာပေါ့နော် skin လေးထိသွားတယ်ထိသွားတော့တော်တော်ဆိုးဆိုးထိသွားတာပေါ့နော်ညီမဘာလို့လဲဆိုတော့အနီကွက်တွေက makeup လိမ့်လို့ရှိရင်လည်းကွာကြတယ်အရေကုန်တွေကလုံးဝအဲ့လိုအရေပြားတွေကအဲ့လိုတွန့်သွားတယ် makeup လိမ့်ကတော်တော်အဆင်မပြေဖြစ်တာပေါ့နော်ဖြစ်တော့ကြတော့ aesthetic clinic သွားရတယ်ဒါပေါ်ကပါပထမဆုံး aesthetic clinic ကို pandora ကြောက်သွားခဲ့ရတာ တော့တို့ကြောက်သွားလဲရတယ်အာပြီးတော့အခုချိန်ဒီပေါ့နော်အဲ့ဒီရိုက်ကူးရေးပြီးကြတဲ့ကအခုချိန်ဒီဒါကလီနစ်ကပေးတဲ့စကင်ကဲတွေအကုန်ပြောင်းသုံးတယ်နေ့စဉ်ပုံမှန်ထက်2ဆ3ဆလောက်စကင်ကဲလောက်တာတော့မှ မတက်တာသေးဘူးလို့ပြောလို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ညီမအခုချိန်ဒီအောက်မှာအနီကွက်လေးတွေကျန်သေးရဲ့ပြီးအသားရည်ကတိတတကျန်းသွားတာပေါ့နော်။ဘာလို့လဲဆိုတော့ညီမတို့ကဆီလီကွန်ကတ်တဲ့အပြင်မှာတကယ် original အသားပုံမှာလည်းအာဒီဟိုခန်းနာလေးတွေရှိရဲ့အရန်ဆက်တယ်ပေါ့နော်။အဲ့ဒါလေးကဘာလေးပြန်နာလဲတော့မသိမဲ့တော်တော်ဆက်တယ်။ alcohol တင်တယ်ညီမတင်တာတော့လေ။ alcohol တင်တယ်အဲ့ဒါတွေပြန်နာတွေကတော်တော်လေးဆက်တယ်။အဲ့တော့